်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးဖခင်ရဲ့ကြည်တော်ကိုချီးမွမ်းပါတယ်နှလုံးကြည်ကွင်းသူနဲ့ဤတော်ဖခင်ဆိုတဲ့ကောင်းတဲ့နဲ့34ခုမြောက်သောဇလံအငယ်78ကိုဆင်ခြင်သွားခြင်းပါတယ် ထာဝရဘုရားသည်ကြိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးချီကွဲသောသူတို့ကိုနီးတော်မူ၏။နောင်တရှိ၍စိတ်နှိတ်ချသောသူတို့ကိုလည်းကဲတင်တော်မူ၏။တခါတလေမှလူအနေနဲ့နာကျင်မှုဟာကျွန်တော်နှလုံးသားကိုချီကွဲစေပြီးတော့စိတ်ဓာတ်တွေကိုလည်းကြဆင်းချီမွှားသွားစေတဲ့အထိပြင်းထန်တဲ့ခံစားရမှုတွေကိုဖြစ်ပေါ်သွားစေနိုင်ပါတယ်။ ဝန်းနေမှုတွေဟာကျွန်တော်တို့ဘဝအစိတ်အပိုင်းကဏ္ဍတိုင်းမှာ ပြည့်နေနေပုံရှိပါလိမ့်မယ်။သို့တော်လည်းဘုရားသခင်ရဲ့သာသမီတွေအတွက်ခရစ်တော်မှာနာကျင်မှုဝေဒနာအားလုံးအတွက်မျှော်လင့်ချက် ရှိပါတယ်။အဲ့ဒီအချိန်ဘုရားသခင်အနည်းအနားမှာရှိကြောင်းနီးကပ်လာကြောင်းခံစားရလိမ့်မယ်။ကျွန်တော်ဘဝမှာမခံနိုင်တဲ့အဖြစ်အပျက်တွေကကျွန်တော်တို့ကိုအနံယူတော့မင်းလို့ခံစားရတဲ့အခါမှာ ဘုရားသခင်ကသူ့အနီးကို ပူတိုးဝင်စေပြီးတော့ကျွန်တော်တို့စီကိုလည်းဘုရားသခင်ကပူပြီးတော့နီးကပ်လာပါလိမ့်မယ်ကျွန်တော်တို့တွေ့ကြုံရတဲ့မခံနိုင်တဲ့အရာတွေကြောင့်ကြေမွသွားသလိုခံစားရတဲ့အခါဘုရားသခင်ကကျွန်တော်တို့ကိုမျှော်လင့်ချက်မဲ့ခြင်းကနေကယ်တင်တော်မူလိမ့်မယ်စိန်လုံးကြေကွဲခြင်းဆိုတာကျွန်တော်တို့လူငယ်ဘဝမှာကျွန်တော်တို့ချစ်ခင်နှစ်သက်တဲ့သူတွေကျွန်တော်တို့ကိုလမ်းခွဲသွားခြင်းထက်ပိုပါတယ် စိတ်လုံးကြည်ကွဲသူဆိုတာက ကျွန်တော်တို့ကို အားနည်းစေတဲ့ကြီးမားတဲ့နာကျင်မှုတွေကို ခံစားနေရတဲ့သူဖြစ်တယ်။ကြည်ကွဲဝမ်းနည်းမှုနဲ့ဝေဒနာတွေကအလွန်ပြင်းထန်တဲ့အတွက်ကြောင့်ရှစ်ဆက်အသက်ရှင်ဖို့အတွက်လည်းခက်ခဲပါတယ်။ကျွန်တော်တို့လူဆိုတာကအားလုံးစိတ်လုံးကြည်ကွဲခဲ့ကြဘူးပါလိမ့်မယ်။လူဘဝအသက်တာတစ်ချိန်ချိန်မှာစိတ်လုံးကြည်ကွဲခဲ့ကြရတယ်။ဆုံးရှုံးသွားကြတဲ့ဆက်ဆံရေး ကိုကျင်တရားပြက်ကွက်ခြင်းဒါမှမဟုတ်ငွေကြေးဆုံးရှုံးခြင်းတွေကနေဖြစ်နိုင်ပါတယ်ချစ်ခင်နဲ့တည်ရတဲ့သူတွေဆုံးရှုံးခြင်းကျမရေယူရင်းခြင်းဒါမှမဟုတ်တခြားနာကျင်စရာအဖြစ်အပျက်တစ်ခုခုကြောင့်လည်းဖြစ်နိုင်တယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့စိတ်ပြက်နေချိန်မှာကျွန်တော်တို့စိတ်ဓာတ်တွေကြေမွသွားပြီးတော့ကျွန်တော်တို့ရဲ့အနာဂတ်အိမ်မက်တွေအားလုံးပျက်စီးသွားနိုင်ပါတယ် ီအချိန်တွေမှာဘုရားသခင်ကကျွန်တော်တို့ကို သူ့အနီးကို ဆွဲယူပါတယ်။ကိုရောဟာမိဘကကလေးကိုပွေ့ချပြီးတော့သူတို့ကိုနီးကပ်စွာ ထွေးပွေ့ပွေ့ဖက်ထားတဲ့မြစ်တာပြေဝတဲ့မိဘတယောက်လိုကျွန်တော်တို့စီသူကချီးကပ်လာပါလိမ့်မယ်။ကျွန်တော်တို့ယုံကြည်ကိုးစားတဲ့ဘုရားသခင်ကတနာကျင်နာတတ်တယ်။တနာကျင်နာမှုဆိုတဲ့စကလုံးကိုတမာချန်းစာမှာအချိန်များစွာပေါ်ပြထားပါတယ်။ ခရစ်ဝင်ကျမ်းတစ်လျှောက်မှာသခင်ယေရှုခရစ်တော်ဟာနာကျင်သူတွေနဲ့ပြားနာတဲ့သူတွေကိုမြင်တဲ့အခါမှာတနာကျင်နာမှုနဲ့ချီးကပ်တော်မူပါလေသခင်ယေရှုခရစ်တော်ကဝေဒနာခံစားနေရတဲ့သူတွေကို စာနာယုံတာမကသူတို့လိုအပ်ချက်တွေအတွက်လည်းမဆတော်မူခဲ့တယ်နာကျင်နေတဲ့သူတွေကိုမြင်တဲ့အခါကူညီမဆပေးခဲ့တယ်မျက်စိမမြင်တဲ့သူတွေကိုကုသပေးခဲ့ပြီးတော့ခြေထောက်မကောင်းတဲ့သူတွေကိုပြန်ကောင်းစေခဲ့တယ် စားလောင်နေတဲ့သူတွေကိုလည်းကြွေးမွေးခဲ့တယ်။တည်ဆုံသွားခဲ့တဲ့လူငယ်တယောက်ကိုတောင်မှ ပြန်ရှင်စေခဲ့ပါတယ်။ခရစ်တော်ရဲ့တနာကျင်နာမှုတွေကသူတွေ့ဆုံခဲ့တဲ့သူတွေဝေဒနာတွေကိုတက်တာစေဖို့သူ့ကိုလုံဆောင်မှုပေးခဲ့တယ်။ဒီနေ့ကျွန်တော်တို့နှလုံးသားကြည်ကွဲနေတဲ့ဆိုရင်သခင်ယေရှုခရစ်တော်ကအနီးမှာရှိနေပါတယ်။တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့စိတ်ဝိညာဉ်ကိုငြိမ်သက်ခြင်းနဲ့ကုစားမှုကိုပေးပါလိမ့်မယ်။ ကျွန်တော်ဟာဝန်နေခြင်းဒါမှမဟုတ်နာကျင်မှုကိုခံစားရတဲ့အခါပရောဖက်စီကနေမကြာခဏထွက်ခွာသွားတတ်ကြတယ်။ဘာကြောင့်လဲဆိုတော့မိကွန်းတွေကိုမေးတတ်ကြတယ်။အဲ့ဒီအစားကျွန်တော်တို့ထင်ထားတာထက်ကျွန်တော်တို့ကိုပိုချစ်တယ်။ပရောဖက်ရဲ့ရင်ခွင်တဲကိုဘာလို့မပြေးကြတာလဲ။သခင်ယေရှုခရစ်တော်ကနာကျင်စွာသူ့စီကိုလာတဲ့ဘသူကိုမဆူဘယ်တော့မှမငင်းပယ်ခဲ့ပါဘူး။ ကျွန်တော်တို့ကိုလည်းကြုံစုံနေပါလိမ့်မယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်ဂတိတော်အရာဝန်ခံအသက်ရှင်သွားကြဖို့ကကျွန်တော်တို့စိတ်လုံးကြေကွဲတဲ့အခါဘုရားသခင်ကကျွန်တော်တို့ကိုသူ့အနည်းကိုဆွဲယူတော်မူတယ်။ကျွန်တော်တို့ဝမ်းနည်းမှုတွေမှာဘုရားသခင်ကကိုရောရဲ့မြစ်တာနဲ့ဂယုနာတော်ကိုကျွန်တော်တို့အပေါ်မှာတွန်းလောင်းတော်မူပါတယ်။ကျွန်တော်တို့ကိုရောထံကိုလာတဲ့အခါမှာကိုရောကကျွန်တော်တို့ကိုဘယ်တော့အခါမှငြင်းပယ်တော်မမူပါဘူး။ ကျွန်တော်တို့ဝေဒနာခံစားရတဲ့အခါဘုရားသခင်ကအကူစားခြင်းကို ယူဆောင်လာပြီးတော့ကျွန်တော်တို့ရဲ့မျောလင့်ချက်တွေကို ပြန်လည်ရရှိရှင်သန်စေပါလေ148ခုမြောက်သောဆလံအငယ်3မှာစိတ်ချမွသောသူတို့ကို နှစ်သိမ့်စေ၍သူတို့အနာကိုကုတော်မူ၏လို့ဆိုထားပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့50ခုမြောက်သောဆလံအငယ်7ခုမှာဆိုသလိုဘုရားသခင်နှစ်သက်တဲ့ရစ်ကတော့ ျိုးပဲ့တဲ့စိတ်ဖြစ်တဲ့အတွက်ကျိုးပဲ့ခြေမွားတဲ့နှလုံးအားဖြင့်ဘုရားသခင်နဲ့တာပြီးတော့ဤစေဖို့ပဲဖြစ်တယ်။ကျန်တဲ့ဆင်ခြင်ခဲ့တဲ့သူတိုင်းနှလုံးကြည်ကွင်းနေတဲ့အခါဘုရားသခင်နဲ့တာပြီးတော့ဤချောင်းခံစားနိုင်ကြပါစေ။ဘုရားသခင်ကပို့ပြီးတော့အနည်းကိုဆွဲယူပါစေ။နောင်တစိတ်နဲ့စိတ်နှိတ်ချစွာနဲ့တိုးဝင်တဲ့အခါမှာကိုယ်ခန္ဓာစိတ်ဝိညာဉ်အလုံးကေတင်ချင်းခံစားနိုင်ပါစေ။အာမင် ီခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်